ျွန်တော်တို့အားလုံးဟာဒီနေရာကိုဘဝတွေ့ကြုံယူဖို့အတွက်ရောက်လာကြတာဖြစ်တယ်ဒီနေရာနဲ့လိုက်ဖက်မယ်ဒီခန္ဓာကိုခဏဝတ်ဆင်ထားကြရဲပထမဆုံးထိတွေ့ရတဲ့ဖြစ်ပျက်တွေပေါ်မှာကိုမသိသေးတဲ့အကြောင်းအရာတွေရောကိုတိတိကျင်းကျင်းပြန်ရခြင်းတဲ့အကြောင်းအရာတွေရော ကိုစိတ်ညာအနေများပေါ်လိုက်ပြီးစင်ញင်အသုံးပြုတတ်ဖို့လိုတယ်ဒီနေရာမှာက material တွေနဲ့ပဲဖွဲ့စည်းထားပြီးမယ်စိတ်ခံစားချက်အတွေ့အကြုံအဓိကယူရတဲ့နေရာဆိုတော့ဒီမှာရှိတဲ့အနံ့ရတာတွေအယောင်ဆင်းတွေအထီးတွေ့တွေကကျွန်တော်တို့အားလုံးအတွက်ဆွေးနွေးမှုပြဿနာတွေဖြစ်လာပြီးတော့ကိုယ်တကယ်လုပ်ရမယ့်အလုပ်တွေကိုမလုပ်တော့ဘဲနဲ့ ကိုကိုကိုအချင်းချသလိုဖြစ်လာလိမ့်မယ်ဒီခန္ဓာကိုယ်ထိခိုက်တာအနည်းဆုံးကုသလို့ရပြီမယ်စိတ်လုံးချမ်းကိုသိကြိုက်ကြတော့ကိုသွားနေဒီခီးပေါ်မှာဝင်လိုက်ထွက်လိုက်ပေါ်တက်လိုက်အောက်ချလိုက်နေရွာရည်နေနေတဲ့နေရာသူ့ပဲ တာတွေကောင်းတာတွေဆိုတာတကယ်လက်တွေမှာပြောင်းပြန်နေဖြစ်နေတယ်။အားလုံးအတွက်အေးချမ်းမဲ့အရာကိုလောက်ကြလည်းနဲ့အားလုံးကဒုက္ခရောက်မဲ့အကြောင်းအရာကိုရွေးလုံနေကြတယ်။ပြည့်စုံပါတယ်ဆိုတော့ပညာတတ်လူတစုဟာဒီကမ္ဘာလုံးမှာရှိတဲ့လူတွေဒုက္ခရောက်လက်စင်တွေပေးနေကြတယ်။ကိုယ်ခီးမှာတိမ်လို့မရတဲ့အရာတွေကိုနှီးမျိုးစုံနဲ့ရှာဖွေစုဆောင်နေကြတယ်။တခုတည်းထားမိတာက ိုပဲကြီးကိုရောက်ရောက်သုံးဝင်ပဲမြစ်တာတရားတွေကိုကျင်းစာတွေတယောက်နဲ့တယောက်တံပိုးထားချစ်ခင်ကြရတယ်ခိတ်မတွေ့ရတော့မှမယ်ငင်းငန်းနေတဲ့သူကိုကဲ့ရကြရတယ်ရုပ်ရုပ်ဖြစ်တော့ပို့ပြီးတော့ကြိုက်လာကြတယ်အဲ့ဒါကြောင့်လူစိုးတွေတဲမပြောက်သွားတော့လူကောင်းတွေတဲပေါ်လာကြ giant. Yeah, you know. ရှိပါတယ်။လူတိုင်းစိတ်ထဲမှာလည်းသိကြပါလိမ့်မယ်။အဲဒါတယောက်နဲ့တယောက်တွေ့ကြတဲ့အခါပြုံးပြနှုတ်ဆက်ကြဖို့မမေ့ပါဘူး။